ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ညီဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာဆရာကြီးရွှေဦးတောင်းဤဝုဒ္ဓတော်တပုတ်ဖြစ်တဲ့မြတ်သက်မောဆိုတဲ့ဝုဒ္ဓစာအုပ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ အမှားစာ1936ခုနှစ်တွင် ရေးသားပြီးဆုံး၍1939ခုနှစ်တွင်ဒုရယာတိုက်မှရိုက်နှိပ်ရောင်းချသည့်ရန်ကြီးအောင်ဝိထုကိုရေးသားစဉ်ကကျွန်ုပ်၏ရည်ရွယ်ချက်မှာ၎င်းဝိထုအောင်မြင်ခဲ့လျင်ဝိထုရေးဆရာများ၏ထုံစံတိုင်းကိုပိုင်စိတ်ကူးညံတက်တက်ဖြင့်ရေးသားရန်မျှသာကြံရွယ်ခဲ့ပါသည်၎င်းဝိထုထွက်လာ၍မျော်လင့်သည့်အတိုင်းအောင်မြင်ခဲ့တော်လဲဒုရယာဥပဖေယခုဘာကြီးဘဖေက Mrs. Henry Wu ၏ Islam ဝတ္ထုကိုမြည်၍မြန်မာဝတ္ထုတစ်ခုဖြစ်အောင်ရေးရန်အကြံပေးသည်နှင့်ယရနာဘုံဝတ္ထုအမည်ဖြင့်ဒုတိယဝတ္ထုတအုပ်စီရင်ရေးသားခဲ့ရာအောင်မြင်ခဲ့ပါသည်မူအတွက်ရရှိသောအခွန်နှုန်းမှာတပုတ်တတပုတ်ပုံမလာရာတွင် ကိုပိုင်စိတ်ကူးဖြင့်ပင်ပန်းစွာ ရေးမြစ်အစာခတ်ချောင်ချောင်နှင့် ဖြစ်နိုင်သောအဒပရေရှင်းမိသည့်ဝတ္ထုများကတွေ့ရရှိသည်ဟုသဘောပေါက်မိပါသည်ထို့မှဆက်၍ ဘီမိုးနှင်းအကြံပေးချက်အရစာဟင်ဒရီရိုက်တာဟက်ဂက်စ်ဤသူမကိုယူပနန်ဒီအမည်ဖြင့်ရေးသားခြင်းဒုရိယဥလဖေဤအကြံပေးချက်အရစာအာသာဂုဏ်ဉ္ဒွိုင်းဤရှားလောဟုံဆောင်သောဝိထုများကိုမောင်ဆန်ရှားမီနှင့်ရေးသားခြင်းစသည်ဖြင့်ဆက်လက်စံသက်အောင်မြင်ခဲ့ပါသည်ဤတွင်ရွှေဦးတော်သည်မိသောဝိထုများလောက်သာရေးတတ်သည့်ကိုပိုင်စိတ်ကူးမရှိဟုပြောကြားကြောင်းနှင့်ဒုရိယတိုက်အုပ်ဥပါကလေးကပြောပြန်သည်နှင့် ရန်အောင်ဖန်ဝိတုကိုစီရင်ရေးသားခဲ့ပါသည်တို့ရတွင်ရေးနိုင်မှထမင်းနတ်မီအောင်စားရသောအလုံမျိုးဖြစ်သောကြောင့်သူတစ်ပါးပြောသည်ကိုဂယုမဆိုင်နိုင်ပဲရန်အောင်ဖန်အောင်မြင်တော်လဲတွေ့ရရှိသောမိဝိတုများကိုတဖန်ပြန်၍ကန်ရပြန်မာတော့သည်လွန်ခဲ့သောနှစ်ကရန်ကုန်သို့ဆင်းသွားရာတွင်သွေးတော်မဂ္ဂဇင်းပိုင်ရှင်ကိုကျော်ယိုးကကိုပိုင်စိတ်ကူးဝိတုတပုတ်ရေးဖို့တိုက်တွန်းပြန်သည်ဖြင့်အစံတဘောနှင့်စိတ်ကူးရင်ဇလန်တစ်ခုပြီးဆုံးသွားသည်နှင့် မြတ်သက်မောဝိတုထွက်ပေါ်လာရပါတော့သည် လွင်ပြည်သော အတိတ်အဖြစ်ပြန်များကို ဖော်ပြသည့်ရာဇဝံဝိတုများယနေ့နှက်ပြန်အနာဂတ်အဖြစ်ပြန်များကို ဖော်ပြသည့်ပြစ္ဆုတ်ပံဝိတုများ နောင်ဖြစ်ပြမည်အချင်းအရာများကိုကြိုတင်ခမန်းရေးသားသည့်စာရေးဆရာကြီး HG Wellsy အနာဂတ်ဝိတုများထွက်ပေါ်ခဲ့ကြဘူးပါပြီအတိတ်ပြစ္ဆုတ်ပံအနာဂတ်တည်းဟူသောကာလသုံးပါး၏အဖြစ်ပြန်များကိုဖော်ပြခြင်းမှာဤမြတ် ်တမောဝိတုဤထူကြသောအချက်တခုဖြစ်ပါသည်ရွှေဥရောင်း၃ရက်9လ1951အခန်းတည်းအဝိမမျှော်ကြည့်လိုက်သည့်အခါမိုးနှင့်မြေကြီးထိဆက်သည့်နေရာလောက်၌စိမ့်စိမ့်ဆူဆူမိုင်းမိုင်းညွတ်ညွတ်ရှိနေသည့်အထက်မှတစ်ချက်တစ်ချက်တွင် လက်ခနဲဝင်းခနဲမြင်ရ၍အနည်းသို့ချင်းကပ်လာရာတွင် လက်ခုပ်တပေါင်ခန့်မြင့်သည့်စီဆူချံစီယိုဝိုင်းကြီးတွင် အင်ဂျီတရားကျော်200ခန့်ရှိ၍အရက်လေးမျက်နှာအနက်လှည့်ခြင်းရာသို့လှည့်ဆောက်ထားသည့်အိမ်များ၎င်းအရှိနှင့်အနောက်သို့မဟုတ်တောင်နှင့်မြောက် ကောက်ကောက်ကွေ့ကွေ့ဖြင့်ဗဟုမကြတကြဖောက်ထားသည့်တခုတည်းသောလမ်းဒီ၎င်းအပေါဝတစ်ဖက်တစ်ချက်တွင်ဇီးကိုင်းနှင့်ခံကံများကိုကန့်လန့်ချီထားသည့်စူရကားနှင့်ကြဘိုးသားမကဘုဟအိမ်မြောင်များပင်ခိုအောင်ဖို့မဖြစ်နိုင်အောင်ကြံကြဲကြဲခင်းထားသည့်ဂင်းတွေများ၎င်း အရှိဘက်မျက်နှာ၌ဘုံကြီးကြောင်း၎င်းနှင့်မလံမကန်းတွင်ငုတ်တို့မြလောက်သာကြံတော်သည့်ညံတော်အစစားဇေရီများအနက်တွင်ဖွေးဖွေးဖြူဖြူဇေရီသည့်တဆူတလေမြ၎င်းအနောက်ဘက်မျက်နှာတွင်သစ်ပင်အိုအုပ်စုအောက်၌အမိုးစုတ်ချာကထယံနတ်တိဖြစ်နေသည့်တန်လာယံဇရက်အိုကြီးနှင့်မလံမကန်းတွင် အသစ်တလုံးတလေမြကို အပဲ့အကျိုးကိုလုံးမြခြံရန်နေသည့်အုပ်ကူများကလာရွှေဆက်ကူစုတ်အစနာနှင့် ဝါကျံအတူအထွာများ၎င်းတောင်မျက်နာသို့မဟုတ်မြောက်မျက်နာများတွင်ဂျာပရုံမာကိုဗေဒာပင် လွှမ်းထားသည်ဖြင့်နီလာများထဲ၌ဗရမျက်တလုံးတလေထဲထားခြင်းကဲ့သို့ကြည်ပြာရောင်ဗေဒာပင်များအကြမှဗရုံမာတပွန့်တလေထိုးထွက်နေသည့်တောက်ရေကံသည်၎င်းဤဒီတို့ကရှေးရခင်အခါကငါမြည်ရဟုဂုံယူကြသောရွှေဘုံနှင့်တလျှောက်ရှိကြည်လက်တော်ရများ၏အသွင်ပြင်ပေသည်လေအဝိမကြည်စင်ကတစ်ချက်တစ်ချက်တွင် တလက်လက်မြင်နေရသည်ဆိုသောအရာမှာအခြားမဟုတ်ဇေဒီတော်သို့မဟုတ် လေဘောကြောက်ပြတ်တပ်တို့၌တက်လက်ရှိကြသောမှန်ချက်ကိုနေရောင်ဟတ်သည်နှင့်တဖြတ်ဖြတ်အယောင်ပြန်ခြင်းပင်ဖြစ်ပေသည်အရှိပေါမဝင်လာ၍ဟာနန္နံဟာနန္နံဒီဟုသောဥပဇင်းများ၏ဇာပြန်တန်များနှင့်ဘောဓေဝပုဒ္ဓံဩနတဒီဟုသောမင်္ဂလတုတ်ကိုဘုန်းတော်ကြီးကြားစေလောက်အောင် လေးရှိဆွဲက ကုန်ဟစ်နေကြသည့်ရွာကြောင်သားများ၏စာချက်တံများကိုကြားခဲ့ရပြီးနောက်ရွာထိပ်သို့ရောက်လာသည်တွင်ကြောက်ကလင်ကြောက်ဘိဟုသောရကန်းတံများမိထူး၏နမရီဖွင့်လွတ်လိုက်ပါတော့ဟဲ့စသည်ဖြင့်မိခင်ကသမီးကလေးအားနွားကြောင်ခိုင်းသောအတန်ရှင်လန်ယုရှင်နန်ယုငါခေါ်တာပေါ့မဲ့မထူးကြသလဲစသည်ဖြင့်မိခင်ကစက်ထုပ်ပြတန်းကစားခြင်းကိုမမောနေကြသောသမီးနှစ်ယောက်တို့အားဟစ်ခေါ်လိုက်သောအတန် နွားနယ်ကယိုတလန်းချင်းလှုပ်နေလိုက်ကြတာကြည်စမ်းဟင်းစသည်ဖြင့်စီစုံတစုံမှနွားကိုတက်ခေါက်ကရိုက်မောင်းနေသောအသံမိတာရေတလောင်းပုံးတွေကမြင်ချမ်းကိုညှက်ခဲလေးနဲ့တာပြီးလေတော့သွားလိုက်အောင်ဟဲ့စသည်ဖြင့်အဖွားကြီးကမြေကလေးကိုစေခိုင်းသောတန်တို့ကိုကြားလိုက်ရပါမူတခါတရံမှရောက်လာသည့်ဧည့်သည်တယောက်အဖို့မှမရေနိုင်သည့်တိုင်အောင်မပြုံးမီပဲနေနိုင်လိမ့်မည်မဟုတ်ပေ ရွာလယ်ပိုင်းတွင်လမ်းဘက်တစ်ချက်ကျယ်ပြန့်လှ၍အမှတ်တရိုက်တပင် နောက်ရှိတပုံများမရှိရအောင်ပြောင်းစင်စွာဓမြက်လဲထားသည့်ဝင်းကြီးနှစ်ဝင်းတို့မျက်နှချင်းဆိုင်တည်နေကြပေရာထိုအရ၌ဘိုးအိမ်ခေါ်ကြသည့်အမိုးလေးဘက်အုံးလက်ချကားဆောက်ထားသည့်တိုက်အိမ်ကြီးနှလုံးသည်ဝင်းအလဲတွင်တစ်ဖက်နှင့်တစ်ဖက်မျက်နှချင်းဆိုင်တည်လျက်ရှိကြ၏နွားတဲ့မြင်းဆောင်ဇပကြီး ကောက်ရွတ်တဲ့မိဘတို့ကနှဖြင့် စသောအဆောက်အုံများသည်၎င်းအင်ကြီးအသီးသီးကိုခြံရံလျက်လှဲကြံလှဲရင်ရေစီလှဲမြင်းချီတိုင်းရေလောင်စင်ဦးကြီးများအဆရှိသောပစ္စည်းများကို၎င်းချက်ကြပြုတ်ကြလှုပ်ကြကင်ကြဖြင့်ရှုပ်ရှက်ခတ်ဖြစ်နေသော အချင်းရာကို၎င်းမြင်ရခြင်းအပြင်ခြေတော်လူရရများ နေထိုင်ရာဌာနဖြစ်ကြောင်းအကဲ့ခနိုင်လောက်ပေ၏ရွာလေလန်းတစ်ဖက်တစ်ချက်၌ညနေချင်းဆိုင်၍ရှိနေ၍ ဘုံစံခက်စင်စင်ဆောက်လုပ်ထားခြင်းကိုကြည်ရခြင်းအပြင်၎င်းအင်ကြီးရှင်အုပ်တို့မှာညီအကိုသားချင်းများဖြစ်ကြလေသလိုဟုတွေးထင်ပွဲရှိ၏စင်စစ်တော်က၎င်းအင်ကြီးရှင်များမှာဥကျော်ဟိုးနှင့်ဥပြေစုံတို့ဖြစ်ကြ၍ညီကိုလည်းမတော်ဆက်ဆွေမျိုးသားချင်းလည်းမဟုတ်တယောက်နှင့်တယောက်ဂုံတုဂုံပြိုင်လုံနေကြသည့်လူရရကြီးများဖြစ်ကြလေသည်တယောက်ကဘိုးအိမ်ဆောက်လျင်အခြားတယောက်ကလည်းဘိုးအိမ် နောက်တယောက်ကမြင်းကောင်းမြင်းချောဝယ်လျင်အခြားတယောက်ကလည်းမြင်းကောင်းမြင်းချောတယောက်ကကြောင်းဆောက်လျင်အခြားတယောက်ကလည်းဖျားတီတယောက်ကအလူပေးလျင်အခြားတယောက်ကလည်းဆွမ်းကြွေးတယောက်ကတိတ်နှင့်ရေရင် အခြားတယောက်ကဇရက်နှင့်ရေကန်စသည်ဖြင့်နေရာတကာတွင် အပြိုင်အဆိုင်ပြုလုပ်နေကြသော လူကြီးနှစ်ယောက်ဖြစ်ကြလေသည်ငကုကလေးကဂုံတုဂုံပြိုင်သောထားခြင်းကြသည့်အထက်တွင်ဥကျော်ဟု၌ တတယောက်ဖွားလျင်ဥပြေစုံ၌လည်းတတယောက်ဥပြေစုံ၌သမိတယောက်ဖွားပြန်လျင်ဥကျော်ဟု၌လည်းသမိတယောက်မွေးဖွားခြင်းအပြင်တဘာဝကမ္မကလည်း၎င်းတို့နှစ်ယောက်ဂုံပြိုင်ခြင်းကိုအာပေအမြောက်ပြုလုပ်ပေးတဲ့ကဲ့သို့ရှိလေတော့သည်ဥကျော်ဟုဤသားနှင့်သမိကိုမောင်သားမျက်နှင့်မငွေညီဟုမဲ့ခေါ်၍ဥပြေစုံကမူမိမိဤသားနှင့်သမိကိုမောင်လူမော်နှင့်မဆွေကြီးဟုမဲ့ခေါ်ထား၏ထို့သူနှစ်ယောက်တို့၌ ်လူညီသောအခြားအချက်တစ်ခုရှိသေး၏၎င်းမှာသမီးမင်္ဂလာတယောက်စီမွေးဖွားပြီးသည့်နောက်များမကြာမီအတွင်မရသေးဆုံးကြ၍မုတ်ဆိုးဘူအဖြစ်နှင့်အတန်းကြာနေခဲ့ကြခြင်းပင်ဖြစ်လျာတယောက်ဤအကဲကိုတယောက်ကြည့်နေရမှဥကျော်ဟုကဒုတိယအိမ်တော်ပြုသောချိန်တွင်ဥပြေဆောင်ကလည်းနောက်အိမ်တော်ဘက်ရှာလီတော့သည်မိဘများဂုံပြန်ကြခြင်းကိုသာသမီများကဆက်ခံကြသေးပုံကတာမျက်နှင့်လူမတော်သည် ဘုံကြီးเจ้าတွင် တင်းကျူပြိုင်ဘက် လက်ကျက်ကြ၍ငွေကြီးနှင့်ရွှေကြီးတို့ကလည်းရွာလေเจ้าကလေးတွင် မင်္ဂလာတို့နမကာရစသည်တို့ကိုအပြိုင်ဆိုင်ရွတ်ဆိုကြ၏ဥကြောဟုကသမိကိုငွေကြီးဟုမဲ့ခေါ်ရာတွင် ဥပြေဆောင်ကရွှေကြီးဟုမဲ့ခေါ်လိုက်ခြင်းကိုပင်လင်တဏီအဖျင်းဂုံပြိုင်လိုက်ခြင်းဖြစ်တော်သည်။တာမြတ်နှင့်ငွေကြီးလူမော်နှင့် ရွှေကြီးတို့မှဗမာစစ်သည့်အတိုင်း လူကျော်လူလှရှားပါသောနေဝါများဖြစ်ကြသည့်အလျောက်ရုပ်ရည်အလွန်တရာမလပ်ပညာတော်လဲတရုတ်ကားပြားရောင်ရောင်ဂရင်ရောင်ရောင်မု슬လင်ရောင်ရောင်ထင်မှတ်ရသည့်အခြားနေသားများကဲ့သို့မဟုတ်ဘဲဗမာပြည်သားသောမျက်နှာမျိုးရှိကြလေသည်ဆိုလိုရင်းမှာမု슬လင်ရောင်ရောင်မှတ်တင်လောက်အောင်နာရန်ပေါ်လွင်ခြင်းလည်းမရှိတရုတ်ကားပြားရောင်ရောင်ထင်လောက်အောင်ဝါကြမ်းကြမ်းရှိသောအသားလည်းမရှိဘူကားပြားတယောက်ထင်လောက်အောင် ဖြူစစ်သောအသားလည်းမရှိဖြူလပါသည်ဆိုမှလက်ယုံရှိ၍လူလုံးလူဟန်များလည်းခတ်ထွားထွားခတ်ကြမ်းကြမ်းရှိကြလေသည်သို့သောဗမာစစ်သောအပိုင်း၌သာတွေ့ရသည့်ခတ်တင်တင်ခတ်မှမှမျက်နှာသားနှင့်တက်သည့်နားလည်ခြင်းကိုဖော်ပြသည့်မျက်လုံးမျိုးရှိကြသည်တခုစီခွဲစိတ်ကြည့်လိုက်သောမြည်သည့်အတွက်၌မိကဲ့သို့လှပပေသည်ဟုခြေကျူလာအောင်မရှိတော်လဲမှန်တမ်းသာသာကြီးရှိသောအကြီးချင်းနှင့် ိတ်ဓာတ်တို့ကို၎င်းနေသားများဤမျက်နာတွင်ဟစ်အော်ကြွေးကြော်နေပြီးတကယ်သို့ဘောလွင်ထင်ရှားလျက်ရှိတော်သည်ထို့ကြောင့်လည်းဥအောင်စေရနှင့်လဝဲတုံ္ဒရာအမတ်တို့ချက်မြုပ်သောဒေသဖြစ်ခဲ့ဟန်ဒူဝေတော်သည်မြမပြည်တွင်အထိုက်လျောက်ဒေသန္တရဘူဒ္ဓရှိသူတယောက်နေဖြင့်ကိုရိအကြောင်းအရာတစ်ခုကိုဖော်ပြရသော ရွှေဘုံနယ်သူနယ်သားများသည်မြမသွေးစစ်စစ်နှင့်မြမပိသာသော အမှုရာနှင့် မျက်နှာမျိုးရှိခြင်းမှတပါး တိတိုင်ချင်းတဘာဝအားဖြင့်လဲနှစ်နှစ်သုံးနှစ်ခန့်ရှေ့ရောက်သည်ဟုဆိုခြင်းဟိအဘိဓမ္မာရှင်းနေသားရွယ်ရွှေဘုံနေသားကလေးတယောက်သည်၁၀နှစ်သို့မဟုတ်၁၇နှစ်သားအရွယ်ရှိသည့်အခြားနေသားကလေးတယောက်နှင့်ဒူညီသောဗာရီနှဲ့ရီရှိသည်ဟု ဆိုလိုတော့ဟိခေဘဟုတ္တအရာဌာန၌နောက်ကြသည့်အတွက်နိုင်ငံရေးအစရှိသည့်ပြိုင်ပွဲများတွင် နောက်ကျန်ရစ်ကြတော်လဲဘင်ကိုညာအဖြစ်မူကားအမှန်သာသော လူစုဖြစ်၏ဒနေ့တနိုင်ခေပညာနှင့် နိုင်ငံခြားရေးဆိုင်ရာဘုဒ္ဓဒါများသည်ဤတော်စုတဝင်းလုံးတို့ညီညာစွာပြန့်နှံ့သောချိန်ကာလတွင်ရွှေဘုံနယ်သားများတစကန်းထားကြဝရာရှိပေသေးသည်အခန်းနှင့်၎င်းရွာနောက်ပိုင်း၌အဓိကရမကြီးပင်ကြီးလေးပင်တို့သည်အကန်းချင်းဆက်ဆက်လောက်ယုံများတပင်နှင့်တပင် အကွာအလှမ်းရှိ၍နွေရာသီတွင် အေးမြသော အရိပ်အာဝါတာကြီးဖန်တီးလျက်ရှိရာတရွာလုံးရှိ ကလေးငယ်တို့သည်၎င်းရေကြီးအောက်တွင် ထုတ်စီထိုးခြင်းဖန်တို့ခြင်းဖန်ခုံခြင်းဇေခါခြင်းစသည်ဖြင့်ယောက်ျားလေးနှင့်မိန်းကလေးဆိုင်ရာ ကစားနည်းအမျိုးမျိုးတို့ကိုတပြောတစ်ပါးကစားတတ်ကြ၏၎င်းကစားခွင်းကိုမျက်နှာမူလျက်ဆောက်ထားသည့်တဲကလေးတွင်ဒေါ်သိရင်တို့မုတ်ဆိုးမှတာမိနေထိုင်ကြသည်ဒေါ်သိရင်မှာရွှေဘိုမျိုးသူဖြစ်တော်လဲ၎င်းရွာသားနှင့်အကြောင်းဆက်၍လိုက်ပါနေထိုင်ခဲ့ရာတွင် ခင်ပွင့်တဲ့ပုထိတိဆုံး၍၎င်းကကြံရည်သည့်လေမြေဧကအနေငယ်မြတ်ကိုလှုပ်သားချပြည့်လျင်ရသမျှသောလေကာကလေးဖြင့်မြလောက်အောင် စားသုံးကရွှေဘူတို့မပြန်တော်ပဲသမီးကလေးတစ်ယောက်နှင့် အတူတကွနေထိုင်လျက်ရှိကြလေသည်တော်သိရင်သည်သစ်ပင်ရေအောက်ရှိကစားကွင်းကိုတပြက်တလင်းလှဲခြင်းကစား၍မောလာသောကလေးငတငယ်များတောက်ရန်အတွက်ရေအိုးစင်တည်ခြင်းစသည်ဖြင့်ကလေးများ၏ ဆိုမျိုးခံခြင်းတွေအားလုံးကဝိုင်းဝန်းချစ်ခင်ကြလေရာဒေါ်သိန်းရင်မှာအသက်30လောက်တွင်မုတ်ဆိုးမှဖြစ်ခဲ့၍၎င်းရွာသူများထက်မွန်ရီသောရုပ်လက္ခဏာရှိသည့်အလျောက်ကြိုက်သူကြိုက်သားမရှိတော်လဲလင်းစိတ်သားစိတ်မရှိဆို၍ရှင်နေခန့်အရွယ်သမီးကလေးမတ်သက်နှံနှင့်ချမ်းမြေ့စွာနေထိုင်လျက်ရှိလေသည်မတ်သက်နှံမှာမြို့ကြီးသူဒေါ်သိန်းရင်ဤသမီးဖြစ်သည့်အလျောက်အခြားသောရွာသူကလေးများထက်တန့်ပြန်သောရုပ်လက္ခဏာရှိယုံသာမကား လူရက်သမီးများဖြစ်ကြသောမငွေကြီးမရွှေကြီးတို့နှင့်ပင် မရှင်သာအောင်လပ်ပါသော ရုပ်စင်းတရံနှင့်ပြည့်စုံ၏လူရက်သမီးများပြီပြီတိုက်တရက်ထဲဝိုင်းအစဒုဗရကိုစာသောအထယ်များကိုဒုံခံကြတော်လဲထင်ချမ်းအင်းကြီးနှင့်ရက်လုံးကြီးကလေးဝှထားသည့်မတဏန်လောက်မချောမလဟု၍ပြောကြလေသည်ငွေကြီးရွှေကြီးနှင့်တဏန်တို့မှာမတိမ်မရင်အရွယ်ရှိကြ၍ ရွာချောင်းတွင် အတူပညာသင်ကြသည်ဖြင့်သင်ငယ်ချင်းများဖြစ်ကြ၏မတ္တနန်တို့၏တေကလေးရှိ၌ရှိသောအစ်ပင်ရေကြီးအောက်၌ကစားကြသူများအနက်တွင်သာမျက်နှင့်လူမတော်လည်းပါဝင်ကြလျာ၎င်းတို့နှစ်ယောက်သည်သင်ငယ်ဘဝကလေးကမတ္တနန်ကိုအပြိုင်အဆိုင်မိတ်ဖွဲ့ကြ၏တယောက်ကမတ္တနန်အတွက်ထင်ရယူခဲ့လျင်တယောက်ကကြံတကာယူခဲ့၏တယောက်ကငပြောသည်ပေးလျင်တယောက်ကအုံသည်စိတ်ပေး၏ ကစားသောခါမြနိုင်လေတာမြတ်နှင့်လူမော်တို့သည်မသက်နှံကိုသူ့ဘက်ငါဘက်ပါအောင် လူရဲ့ကြရသည်နှင့်အမောဖြစ်နေ၍တယောက်နှင့်တယောက်နှောင်ချိန်တက်ကြရသောအချိန်ပေါက်မှလည်းမရေမတွက်နိုင်တော့ပေမုတ်ဆိုးမတော်သိရင်မှသစ်ပင်ရည်ကြီးအောက်တွင်ကလေးစုံသော အခါတိုင်းတာမြတ်နှင့်လူမော်တို့လက်ဝေဝဲကိုဖြန့်ပြေးပေးရချေအောင်တော်မူလို့ဟုတမော့မော့စောင့်ကြည့်နေရလေတော့သည်တငယ်နှစ်ယောက်တို့တက်ဖို့ကြခြင်းမှာ မိမိဤသမီးမတ်တဏ္ဍောင်ဖြစ်ကြောင်းသိရ၍စိတ်ညစ်လာပါပြီဟုပြောလေရှိတော်လဲ၎င်းရွာတွင်ထိတ်သည့်လူရရနှစ်ယောက်ဤတမ်းများဖြစ်ကြရာကဒေါသိန်ရင်ဤစိတ်ညစ်မှုတွင်ဂျိနတ်မှုကလေးတွဲဖက်တန်ရာသည်ဟု တွေးဆပါကမာကောင်းမှမာပေလိမ့်မည်မတ်တဏ္ဍာမ၎င်းရွာသူကလေးများနှင့်တွင် မွေထူးရေချာခေါ်လောက်သည့်ရုပ်ရည်ယူပကာရရှိ၍ကြက်အုပ်ထဲတွင် လိတ်ခွန်းကြံမျိုးကလေးတကောင်ရောက်နေခြင်းတကဲ့သို့ကလေးအုပ်ထက်တွင် ကြည်လိုက်သည့်အခါတိုင်းထင်းကနေ၊ကွင်းကနေပေါ်လျက်ရှိပေသည်။အမိမိုးဆိုးမနှင့်အတူနေရ၍အစေအကျော်အလဲအချင်းအစရှိသည့်အိမ်တွင်မှလုပ်ငန်းများ၌ကူပေါ်လောင်ပဲရ၍ဝတ္တရတိရလိုက်ပုံမှာအရွယ်နှင့်မလိုက်ဟုချီးကျူးကြ၏။စင်စစ်မှတို့ရများ၌မွေးဖွားသောမိန်းကလေးများအဖို့၌အိမ်တွင်မှဆိုင်ရာအလုံမျိုးလုပ်ကင်ရာခြင်းသည်အဆမ်းမဟုတ်တော်လဲ။ မတ္တနံမှာချက်ချက်ချာချာရှိ၍လူကြီးကခိုင်းရသည်မရှိ အလိုအလျောက်အလိုက်သိ၍လက်မြင်လှသည်ဟုပြောကြရလေသည်ရွာသူရွာသားများသည်မြည်သူဤသားနှင့်မြည်သူဤသမီးဟုသော လက်ထက်မင်္ဂလာကြေတနာကိုကာယကံရှင်များအရွယ်မရောက်မီကလေးကမောင်းစင်ဒုမင်္ဂလသူမင်္ဂလဝိုင်းရေခတ်စိတ်ဥပုပ်ကြောင်းစသောနေရာများတွင် တစ်ပေးသော အလေးအထရှိကြသည့်အလျောက် ၎င်းရာတွင်တင့်နံပါတ်ထိပ်သီးခြင်းဖြစ်သည့်ဥကျော်ဟိုး၏သာသမီတစုံနှင့် ဥပြေစုံ၏သာသမီတစုံကိုတစ်ပေးနှင်ကြသည်မှာကြာလပေပြီသို့သော မကြီးပင်ကြီးများ၏အရေးအောက်၌လူမော်နှင့်တာမြတ်တို့ထိုးသက်ကြခြင်းကြောင့်ကိုသိကြသောရွာသူတို့ကမူကားတဏီတပုံတစ်ပေးကြပြန်လေသည်ဤတွင်ဇုံတွဲလိုက်တစ်ပေးသောရွာသူကလကားပါဤရင် ယုတ်ကလေးမဲ့ပြီးလူနေကြပြီမေတော်တော်ကြတော့လူကြီးချင်းဆစ်ဆက်ပြီးဝါလာချင်းဝါလာပေးစားလိုက်မှာပါအေးရဲ့ရွာဦးကထင်ခင်နဲ့မေတော်ကြည့်ပါလားအမိပေးစားရင်တီပါတော့မလီပါလေးနဲ့အဆုံးကြတော့ထင်ခင်ကအလျာကလူရက်သမီးနဲ့ယူမဲတိုင်းယူသွားတယ်မဟုတ်လားအေးရဲ့ပြောရပောင်ဤတက်လန်ကိုတာမြတ်ရောလူမုံရောကလက်တော့လောက်ရှိသည်ပံမိုးကြရလွင်လို့တတတဲတက်ပုံနေကြဆိုပါကလားဤရဲ့ ။ငင်ငင်ကရှိသေး၏ရဲ့။ဒီတော့တင်ဘာတွေဖြစ်အောင်လဲမသိ။တညနေ၌လက်ရင်ကလေးတစ်စီးသည်၎င်းရွာအနောက်တကားမှဝင်၍ရွာထဲသို့ဖြတ်မောင်းလာရာ လမ်းပေါ်တွင် ရေကံမှ ရေအုပ်ကိုစီနှင့် ရေခက်ပြန်လာကြသောမိန်းကလေးတို့နှင့်ဆုံမိကြသည်။ရွာလမ်းတို့ထုံးစံတိုင်းခက်ချင်းချင်းရှိသည်နှင့်လက်ရင်ကလေးကလမ်းတစ်ဘေးသို့ကပ်ကာရပ်ပေးပြီးမှမိန်းကလေးဒေဒီရတန်းကြီးအားခြံစည်းရုံးနှင့်လှဲကြမှလျှောက်သွားစေရာ လက်ရင်၌တထသော နွားများမှအလွန်ဆက်သည်ဖြစ်၍တရှုရှုဖြစ်နေကြ၏ဤခတ်သောမင်္ဂလိများနှင့်တွင်မတ္တနံလည်းပါလာလျာမင်္ဂလိတရံကြီးဖြစ်လာ၍လက်ရင်နည်းတို့မတ္တနံရောက်လာသည့်အခိုက်တွင်လက်ရင်မှနွားတကောင်သည် မင်္ဂလိတယောက်ဝတ်လာသောတရက်ထဲလုံးကြီးအပွင့်ကျဲကြီးကိုလန့်သည်နှင့်နဘေးတို့ရုတ်တရက်ခုံ၍အတိုးလိုက်တွင်မတ္တနံကို လဲပိန်တိုက်မိ၍ရေအိုးရောလူပါလွင့်စင်သွားလေသည်လဲပေါ်၌ကအသက်40နီးပါးရှိ၍ရုပ်ရည်တန့်ပြန့်သည်ဖြင့်ကရောနှင့်တူသောမိမတယောက်မိမဘော်တယောက်နှင့်ယောက်ျားတယောက်လိုက်ပါလာကြရာကရောနှင့်တူသောမိမသည်မတ္တနံဖြည့်ရပုံကိုမြင်၍ယူယုံမေရဖြစ်ဟန်နှင့်လဲနောက်မှပါလာသောတပည့်အားချက်ချင်းဆင်း၍ပွေထူစေပြည့်လင်ကိုယ်တိုင်လည်းဆင်း၍ကြည့်ရှု၏မတ္တနံ၌ ခိုက်မိသောဒဏ်ရာမှာလဲဝင်ယူစွင်းနှင့်ပန်ကိုချိမိခြင်းများသာဖြစ်၍မကြည်ကြတော်လဲအစ်စ်တွင် လေဝင်သွားသဖြင့်ရုတ်တရက်လမ်းမလျှောက်နိုင်ပဲရှိရာတွင်ထိုမိမသည်မတ်တနံကိုလဲပေါ်သို့တင်စေ၍၎င်း၏နေအိမ်သို့လိုက်ဖို့ကမိခင်ကျင်းနှံ့အောင်တောင်းပန်စကားပြောခဲ့ပေသည်ကြော်နှင့်တို့သောထုံမိမသည်က၎င်းရွာပတ်ဝန်းကျင်တဝိုက်တွင်လေမြေဧကမြောင်များစွာပိုင်ဆိုင်သောရွှေဘိုသူခင်လေးဆွေဖြစ်လေသည် ခင်လေးဆွေဤဘိုးဘွားများသည်၎င်းရွာသူရွာသားများဖြစ်၍ခင်လေးဆွေဤမိဘလက်ထက်တွင်မှ ရွှေဘုသို့ပြောင်းရွှေ့ကဆန်ဆက်တီထောင်၍စတ္တထေအမိခံသူများဖြစ်ကြလေသည်မိဘသည်ဆုံးသည့်နောက် တူရသောသမီးဖြစ်သည့်ခင်လေးဆွေသည်မိဘဤဆန်ဆက်နှင့်တကား၎င်းရွာပတ်ဝန်းကျင်၌ရှိသောလေတော်များကိုအမွေဆက်ခံရသည်ဖြစ်၍လေကသိဉံအတွက်ထိုရွာသို့ရံပန်ရံခိုင်လာရောက်တတ်လေသည်ယခုမှလည်းလေကိစ္စအတွက်လာရောက်ရာတွင် မတ္တလံကိုမိမိဤလက်ရင်နှင့်တိုက်မိခြင်းဖြစ်လေသည်ခင်လေးစွေမရုပ်ရည်အပြင်၎င်းပစ္စည်းဥစ္စာအပြင်၎င်းဇောဝရာမရှိတော်လဲတစုံတခုသောအကြောင်းကြောင့်အိမ်တော်ပြုခြင်းအလုတ်ကိုဆက်ဆုပ်၍အသက်40နိဗ္ဗာန်တိုင်အောင်အပြုကြီးအဖြစ်၌ပင်ရှိနေခဲ့ခြင်းဖြစ်လေသည်ခင်လေးစွေသည်ဒေါ်ရွာသို့လာသည့်အခါများတွင်ဦးလေးတယောက်အိမ်၌တဲခိုလေးရှိရာမတ္တနံတန်ရာရသည့်အတွေ့ မုဆုမတော်သိင်ရင်ဤတေကလေးတို့မကြခဏလာရောက်ကမေးမြန်းပြုစုရင်းနှင့်ပင်မသနံကိုနှစ်နှစ်ကာကာချစ်ခင်လျက်ရှိလေပြီမြို့တို့မပြန်မီမသနံကိုမိမိတက်ကိုသောအိမ်တို့ခေါ်၍ခွဲခွာတော့သည်မရှိပဲကိစ္စပြည်သည်ဖြင့်ပြန်သောခါတွင်လည်းမသနံကိုမြို့တို့မိမိနှင့်အတူအလဲအပတ်ထဲလိုက်ဖို့တော်သိရင်ထံခွင့်ပန်လေ၏မိုးဆုမတော်သိရင်မှာသမီးကလေးနှင့်နှစ်ယောက်ထဲနေကြရခြင်းဖြစ်၍မခွဲခွာလိုတော့လည်း မျက်နာကြည့်သောစက်ပိုင်းအပြိုကြီးခင်လေးဆွေဤတောင်းခံခြင်းဖြစ်သောကြောင့်ထဲ့လိုက်ရသည်ထိုချိန်မှစ၍မတ္တနမှာ၎င်းရွာနှင့်ရွှေဘုံမြို့ကိုကူးချီတန်းချီနေထိုင်ရ၍အမှန်အဖျင်းမိခင်နှင့်နေရသောအချိန်ထက် ခင်လေးဆွေနှင့်နေရသောချိန်ကဘုံမူလီတော့သည်ယင်းတို့တစတစနှင့်မတ္တနံသည်တလအနက်တွင်နှစ်ရက်သုံးရက်ခန့်များလောက်သာရွာ၌နေရ၍ကြံသောနေရများကိုရွှေဘုံမြို့၌သာဂုံလင်ရလေတော့သည် ထမ၌မိခင်ကိုလွမ်းဆွတ်တော်လဲခင်လေးဆွေကပူပူမှုမြအလိုလိုက်ထား၍ဝိစာဆင်ပြန်ရာ၌လဲတထေသမီးတို့မြလှပအောင်ပြင်ဆင်ပေးထားရကမသက်နံမှာခင်လေးဆွေနှင့်နေရာချင်းကိုနှစ်သက်ပြုံမွေးလျက်ရှိလေပြီရင်ကဲ့သို့နေထိုင်ကြ၍နေဝက်ခန့်ကြာလတ်တော်ခင်လေးဆွေသည်မသက်နံကိုအမွေခံအမွေစားဖြစ်နှင့်မွေစားပြစေဆို၍တော်သိရင်ထမတောင်းခံလေတော့သည် ။သမီးကလေးကိုလွမ်းတော်လဲရွာသူရွာသားများကသမီးကလေးကောင်းစားသည်ကိုမြင်လိုထိုက်သည်ဟုဝိုင်းဝန်းတိုက်တွန်းကြသည်ကတည်းကမသိရင်ကိုယ်တိုင်ကလည်းနောက်အိမ်တော်ပြုဖို့စိတ်ကူးပေါ်ပေါက်လျက်ရှိသည်ကတည်းကကြောင့်သဘောတူလိုက်လေတော့သည်။သို့ဖြစ်၍ခင်လေးစီသည်မတနံကိုရွာလူကြီးအစုံအညီရှိတွင်လက်မထိုး၍မတနံကိုအမွေခံအမွေစားသာသမီအဖြစ်နှင့်မွေးမြူရန်စာချုပ်ပြုလုပ်ကြ၏။မိခင်တော်သိရင်တော့လည်း မတနန်ကငွေတထောင်ကျပ်ကြော့ရန်ခင်လေးဆွေက စီမံပေးရာများမကြမီအတွင်းတွင်ဒေါ်သိန်းရင်မှလည်း၎င်းရွာသားမုတ်ဆိုးဘူတယောက်နှင့်အကြောင်းဆက်၍ပေါင်းဖက်ကြလေတော့သည်ခင်လေးဆွေသည်မတနန်ကိုအင်္ဂလိပ်ကျောင်း၌ပညာသင်စေ၍စက်ပိုင်သမီးဖြစ်သည့်အတိုင်းစိန်ရွှေလက်ဝတ်လက်စားများကိုညွှတ်ကြအောင်ပြင်ဆင်ထား၏တစုံတကူသောအကြောင်းကြောင့်လူလောကကိုစိတ်နာ၍ ကြွားဝါကျင်သောစိတ်မရှိသဖြင့်စဘာသိမ်သွားသောအခါများတွင် လက်ရင်ကလေးလောင်းမြနှင့်သွားခဲ့သော ခင်လေးဆွေသည်မဒနံကုံမွေးစားသောအခါတွင်မှ ကြောင်းပို့ရန်အတွက်မော်တော်ကားအသစ်တစ်စီးဝယ်ယူခဲ့လေပြီ အထယ်လိုက်အစင်ဆန်းပေါ်တိုင်း၎င်းလက်ဝတ်လက်စားပုံစံအစမ်းပြပေါ်တိုင်း၎င်း ခင်လေးဆွေသည်မဒနံအတွက်ဝယ်ပေးခဲ့ရာတထဲ၆မှတထဲလျှော်၍ဝိခရာသောမဒနံမှာအဝိအစရိမှန်ပြီးတို့ကြီးနှင့်အပြည့်ရှိနေခဲ့လေပြီ လက်ကောက်ကလေးတရံကိုမှအနိုင်နိုင်ချွေတာဆူဆောင်းပြီးမှဝယ်ဝဲခရသောမတ္တနံမှာတရောင်စစ်ထိမတက်ရွှေလက်ကောက်များအပြင်စိန်နှပွင့်ရွှေဆွဲကျိုးရွှေမက်စိတ်ကျဲသည်စာသောလက်ဝတ်လက်စားများနှင့်တဝင်းဝင်းရှိနေခဲ့လေပြီ။သုံးရီတော့ရဲအတွက်ကိုယ်တိုင်ခက်ရ၍ထင်ခွဲခြင်းဓမြဲလဲခြင်းစာသောအိမ်သုံးမှုအလုံးများလောက်ခရသောမတ္တနံမှာမိမိဝတ်သောအဝတ်ကိုခောက်ပေးမိအစေခံ တနခသွေးပေးမိမိမကြီးဇပင်ဖီးပေးမိအတော်ကြီးကြောင်းမပြန်လာရင် စာအုပ်ကိုစီကျူပြည့်ယူမိသူငယ်ကလေးကဘောမဆင်းလို့လျင်ကားရကားကိုဖွင့်ပေးမိဒရိုက်ဘာအစာရှိသည့်တို့ဖြင့်ခိုင်းစီစရာအမြောက်အများချမ်းရံလျက်ဇိန်နှင့်နေခဲ့ရလိမ့်မည်ဇိန်နှင့်နေရခြင်းကကောင်းပါ၏သို့သောမတနံဤစိတ်ကလေးသည်မြည်ခဲ့သို့ရှိပေလိမ့်မည်နီရေဘုံမြို့သို့ရွှေပြောင်းကားစားက မတနန်သည်မိခင်ဤရွာသို့အလဲပတ်သွားသည့်အခါတညနှညစသည်ဖြင့်မိခင်နှင့်အတူအိတ်လေးရှိ၏အတူတကွနေထိုင်သည့်အခိုက်အတန့်တွင် ရေခိုက်ခြင်းထင်းခွဲခြင်းစသောအိမ်မှုအလုံးများကိုဂူကြီးလှုပ်ဖော်ရ၏မိခင်ရောင်းချမည်ဆို၍နစ်နှိပ်ပေ၏။ဘောင်ဟောင်းဖော်ဟောင်းများအိမ်တို့လဲပတ်၍အယောဒဝင်းခေါငင်နှုတ်ဆက်၏။တိပင်ရိပ်အောက်၌ရှင်ဤအတိုင်းအတူကစား၏။ကစားဘော်တငယ်ချင်းများကလည်းမတနန်လာသည့်အတွက် ဝမ်းမြောက်ဝမ်းသာရှိကြ၏တရွာလုံးဆိုပြီးတကယ်တော့လှဲ့လေ၍ဦးကြီးဦးလေးအကြီးအတော်စသည်ဖြင့်ခေါ်တော်နှုတ်ဆက်၏မတ္တနံ၏အမူအရာများသည်တစ်ခေါက်ထက်တစ်ခေါက်ပြောင်းလဲသွားကြလေပြီတော်သိရင်ဤအိမ်တို့ညအိမ်ညနေအလဲမလာတော်ပဲလေးငါလာမှတကြိမ်နေချင်းပြန်အလဲလာ၍ဘာဟိယကိစ္စများလဲလုပ်ဖို့မရမိခင်အားနှိမ့်နေပေးခြင်းလဲမပြုအိမ်ပေါက်စိတ်လဲ၍နှုတ်ဆက်သည်လဲမရှိ တငယ်ချင်းများကိုမြင်လျင်မခေါ်ချင်းခေါ်ချင်းနှင့်မဟာတဟစကားပြော၍လက်ကျန်းကုန်ပြီဆိုသည်နှင့်ထင်ခွဲခြင်းစသောအလုတ်ကျန်းတို့ကိုမလုတော့ချေဘောင်ဟောင်းဖော်ဟောင်းတငယ်ချင်းများသည်မတ္တနံအားစခန်းကြီးသည်စိတ်ကြီးဝင်သည် စသည်ဖြင့်ကဲ့ရဲ့ကြ၍လူကြီးပိုင်းကလည်းကောင်းမလေးဘဝင်မြင့်သွားပြီဟုဥကောင်းရန်ခါပြောကြတော်သည် မိခင်တော်သိရင်ကိုယ်တိုင်မိမိအပေါ်၌ ိန်ကားသွားသည်ဟုထင်မိဟန်လက္ခဏာနှင့်တမိကလေးကောင်းစားသည့်အတွက်ဝမ်းမြောက်ခြင်းတွင်မကျေနပ်သောစိတ်တစိတ်ဒေသနှောလျက်ရှိလေပြီ။နောက်ကာလများ၌မူကားမတ္တနံသည်မိခင်ထံသို့တနှစ်မှတစ်ကြိမ်လောက်သာ나ယီပိုင်းမြတ်လောက်အလေလာလေတော့သည်။ဒေါ်သိန်းရင်မှလည်းနောက်အိမ်တော်ပြူပြီးပြီဖြစ်သောကြောင့်သမီးနှင့်အမေတို့မှတစတစဝေးသွားကြလေပြီ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာ ဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းတစ်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာရန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ